ခွေတိုးပေါင်းကနေဝင်လာသူလို့အပြောခံရချိန်မှာဇက်ကားခေါ်ရိုက်ခဲ့တဲ့ Director Steve ကြောင့်တရုတ်ဆောင်ဖြစ်လာတဲ့မိုးညိုအစတီးရဒီကောင် online ကနေပြီးတော့ဟိုဟိုပေါက်ဒီပေါက်ကနေတိုးလာတဲ့ဒယ်ပြောပါမယ်ဗျာဟို Director Steve ကခွေတိုးပေါင်းကတိုးလာတဲ့ကောင်ဘာဖြစ်လို့ခေါ်ရထားလဲမသိဘူးလို့ဆိုပြီးတော့အခြား shooting နေရသူတွေလည်းအိုင်ဒီယာအဆိုင်တွေစုံကြတော့လာကြည့်တဲ့သူတွေအများကြီးကြုံနေကြတော့ပရိသတ်တီကဆယ်ရီအဖြစ်စုံကြည့်ပြီးတော့တည်ခဲ့ရတာပါ ီခေတ်မှာဆယ်လီဖြစ်ဖို့ကလွယ်ပေမဲ့ဆယ်လီတိုင်းကတရုတ်ဆောင်ဖြစ်တာမဟုတ်ပါဘူး။တချို့ဆိုရင်ဆယ်လီနေနဲ့သာရက်တည်နေရပြီးတော့ဗဆန်ရှိရင်စကားမှာပေါဝင်ခွင့်ရတာဖြစ်ပါတယ်။မိုးညိုက ဟာတာဗီဒီယိုတို့လေးတွေကိုရိုက်ကူးရင်းနဲ့အားပေးခံလာရတာများလာတာဖြစ်ပါတယ်။ တရုတ်ဆောင်ဝါသနာပါတဲ့သူဖြစ်ကြမှုအနုပညာလောကကိုဝင်တိုးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ခွေတိုးပေါက်ကနေဝင်လာတယ်လို့ဝေဖန်ကြတာတွေရှိပါတယ်။ဒီလိုဝေဖန်တာမှုမုံညိုကလည်းသူ့ကိုယ်သူခွေတိုးပေါက်ကလာတယ်လို့ဆိုပါတယ်။ယုံကြည်ရာမျိုးမခံရတဲ့အချိန်မှာဒရိုက်ဒက်စတီကသူ့အပေါ်မှာပထမဆုံးယုံကြည်ပေးခဲ့တဲ့သူဖြစ်ပါတယ်။ဒရိုက်ဒက်စတီကအနုပညာလောကမှာတခြားဒရိုက်တာတွေနဲ့မတူဘဲရပ်တည်တဲ့သူဖြစ်ပါတယ်။အောင်မြင်ကြပြီးတော့ငွေနိုင်တဲ့သူတွေကိုသာရွေးချယ်ပြီးတော့ခေါ်ရိုက်တာမဟုတ်ပဲ ဲနဲ့အရေးချင်းရှိပြီးတော့စူးစမ်းရတဲ့သူတွေကိုနေရာပေးပါတယ်။မုံညိုရဲလို့လူသီးဆောင်အချိန်မှာပဲသူဆက်ကားထဲမှာပဝင်တရုတ်ဆောင်ခိုင်းခဲ့တာပါ။ခွေတို့ဘောက်ကဝင်လာတဲ့အချိန်မှာတော့နေရာပေးရလို့မုံညိုကဖွင့်ဟလာခဲ့ပါတယ်။မုံညိုကအဲ့ဒီအချိန်မှာ အရန်ဝန်းသာခဲ့တယ်လို့သူရဲ့ပထမဆုံးခြေလန်းဖြစ်ခဲ့ပါတယ်။ Director Steve ကိုလည်းကျေးဇူးရှင်တစ်ယောက်ဖြစ်ကိုသတ်မှတ်ထားခဲ့တာပါ။ Director Steve ကမခွဲခြားတတ်တယ်လို့အခွင့်အရေးပေးတဲ့သူမျိုးကျေးဇူးတင်ခဲ့ရတာပါ။ဟုတ်ကောဟုတ်ရဲ့လားလို့မယုံကြည်နိုင်အောင်ဖြစ်ခဲ့တာပါ။အဲ့ဒီအချိန်တုန်းကဆိုရင်မိုးညိုက ဇလန်တွဲအတွက်အမှုပညာကြီးတောင်မတောင်းတတ်ပါဘူးသူအနေနဲ့ရှေးမှာတော့ကဇလန်တွဲရောရုပ်ရှင်မှာမရိုက်ဘူးလို့အမှုပညာကြီးတောင်မတောင်းတတ်တာပါဒါ ው လဲဒရိုက်တာစတီကိုရိုင်းဘလို့တောင်းရမလဲလို့ပြောပြီးခဲ့တာဖြစ်ပါတယ်သူကအသင်ပေးသလိုပေးလာတဲ့အချိန်မှာလဲ မုံညိုမျောလင့်ထားတာထက်အဆရိအများကြီးပိုပေးခဲ့ပါတယ်။ဇလန်တွေကပြည်ဦးလွင်မှာသွားရိုက်တာတရုတ်ဆောင်တဲ့အချိန်မှာလည်းဘာမှပိတ်ပင်တာမျိုးမရှိပါဘူး။မုံညိုကဖုန်းနဲ့ရိုက်နေကြဖြစ်တာမို့ကင်မရာကိုမကြည့်တဲ့အချိန်မှာလည်းကင်မရာလေးလုံးနဲ့ရိုက်ပေးခဲ့တာဖြစ်ပါတယ်။တရုတ်ဆောင်ပညာနဲ့ပတ်သက်ပြီးတော့ Director Steve သင်ပြပေးတာကမုံညိုအတွက်တော့အရန်ကိုအစဉ်ပြေးခဲ့တာဖြစ်ပါတယ်။ဘာမှမအောင်မြင်သလိုဇက်ကားတောင်မှမရိုက်ဖူးတဲ့မုံညိုအပေါ်မှာဒရိုက်တာစတီးကနှိမ်နာမျိုးမရှိတဲ့အပြင်အခွင့်အရေးအပြေးအဝကိုပေးတာဖြစ်ပါတယ်။ 每当你养你们后爪嘛。 သူမျက်နှာကိုသေချာမြင်အောင်ရိုက်ပေးခဲ့တာဖြစ်ပါတယ်။ဒါရီကိုမုံညိုကလည်းသိတာမို့ဒါရိုက်တာစတီးရဲ့ဂျေးစုတွေကိုသိခဲ့ရတာဖြစ်ပါတယ်။မုံညိုကပထမဆုံးဇလန်တွင်းနဲ့သူ့ကိုယ်တိုင်ယုံကြည်မှုရရှိလာခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကတခြားဆက်ကအတွက်လာရိုက်တဲ့သူတွေကတော့ဒါရိုက်တာစတီးကခွေးထိုးပေါက်ကဝင်လာသူကိုနေရာပေးရလို့ပြောခဲ့ကြသေးတာပါ။ဒါရီကိုမုံညိုကကြားပြီးမဲ့သူ့ကိုရိုက်ပေးတဲ့ဒရိုက်တာစတီးကအဲလိုသဘောမထားလို့စိတ်ထဲမှာအဆင်ပြေခဲ့ရပါတယ်။ဒါပေမဲ့အဲဒီဇလန်တွဲလေးကအရင်ပြသခွင့်မရပဲ ယ်၄နှစ်လောက်ကြာသွားခဲ့ပါတယ်။ဂျာရဲမှာမုံညိုရဲ့တရုတ်ဆောင်ထားတဲ့ရုပ်ရှင်ဇာတ်ကားတချို့ကသာအရင်ပြခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်မို့အခုထုံလင်းပြသားတော့မှာဖြစ်ပြီးတော့မုံညိုကိုယ်တိုင်လည်းစိတ်လှုပ်ရှားနေရပါသူ့ကိုနေရာပေးခဲ့တဲ့ဒရိုက်တာစတီးနဲ့လက်တွဲခွင့်ရခဲ့တဲ့ဇလန်တွဲလေးကသူ့အတွက်အရေးကြီးတာမို့ကြီးဖို့အတွက်လည်းထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။ မိုးညိုနေရပေးပြီးတော့ပထမဆုံးစကားခေါ်ရိုက်ခဲ့တဲ့ Director Steve ရဲ့ပေါ်ပရိသတ်တို့ရဲ့အမြင်လေး comment လေးတွေမှာရေးခဲ့ပေးပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။